ကဲ AI သုံးကျင်တဲ့အမျိုးတွေအတွက်ကတော့လက်တော့နှလုံးရောက်တဲ့ပုံစံတူနှလုံးရောက်ပါတယ် HP Spectre X360 flip လုံးလိုက်လို့ရတဲ့ကောင်းလေးဖြစ်ပါတယ်ဟောက်ချပလိုက်တော့တက်ဆက်ခွေနဲ့သုံးလို့ရမယ် tablet mode နေနဲ့သုံးလို့ရမယ်ဒါနေမဲ့လဲဆိုတော့ဒါကျွန်တော်တို့ဒါခေါင်ချိုးအနေနဲ့ကျွန်တော်ပြစင်းပဲဖြစ်ပါတယ်เนาะအဲ့လောက်လေးနဲ့မပြီးရောပါဘူးကျွန်တော် metal body ကဒီဇိုင်းပိုင်းလေးရှိတယ်ပိတ်လိုက် ဒီဇိုင်းပိုင်းလေးပြပေးမယ်အရင်ဆုံးကျွန်တော်မြင်ရမယ့်ဟာ logo ကတော့ကျွန်တော်ဒုံချောင်း logo နဲ့ logo ပြောင်းလေးဖြစ်သွားပြီ HP ကိုနောက်တစ်ခုကတော့ဒါ metal body ပေါ့ပေါ့ပါပါလေးကိုတောင်းမှာကျွန်တော်တို့ချိုးပေးရတဲ့အထောက်ကြီးဒီဘက်တောင်းရောဟိုဘက်တောင်းရောအထာမှာတော့ဒီဘက်ကတော့အသွင်းနဲ့ပေါ့လေးဖြစ်ပါတယ်ဒါတော့ဒီလိုချိုးပါတယ်ဒီဘက်တောင်းမှာတော့ကျွန်တော်တို့ tight C ပေါ့ကိုဒီလိုချိုးပါတယ်အသွင်းနဲ့ပေါ့မို့ sorry ဒါ headphone jack ပဲဖြစ်ပါတယ်ဒီဘက်ကအသွင်းနဲ့ tight C ပေါ့လေးဖြစ်ပါတယ် tight C နှစ်ပေါ့ပါပါတယ်နှစ်ပေါ့လုံးကအသွင်းလို့ရမှာပဲဖြစ်ပါတယ် ် US report ကိုလည်းအပြောက်လေးထားပေးတာတယ်ဗျာဒီကောင်လေးကအရှင်လေးပေါ့နော်ဒီကောင်လေးဟပေးပါသူကအတုံးလိုတဲ့အချိန်ကျမှဟပြီးတော့ထည့်လိုက်လို့ရတဲ့အနေဒါအရှင်လေးကတော့လုံးဝဟို portable ဖြစ်တယ်လို့ပြောလို့ရတာပေါ့ဗျာဒါတွေပဲလားဆိုတော့မပြီးသေးဘူးကျွန်တော်တားသိစိတ်ရှိတယ် spectre ကိုကျွန်တော်ဒီမှာအဲ logo လေးကိုဒီမှာပတ်တာလေးမှာထည့်ပေးတာရှိသေးတယ် metal body နဲ့ဖြစ်ပါတယ်နော် နောက်တစ်ခုမပြီးသေးတဲ့ဟာတွေကဘာလဲဆိုတော့ display ကကျွန်တော် OLED display ဖြစ်ပါလေ OLED display ဟိုမှာ 2.8K resolution ဖြစ်ထားတယ်မပြီးသေးဘူးဒါပဲဆိုလို့ရှိရင်တော့ Face ID ပါတယ်နောက်တစ်ခုကတော့ကျွန်တော် power button မှာ fingerprint ပါလာအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အရင်တော့လိုမျိုးကျွန်တော်ဒီ privacy shutter ကိုကျွန်တော် manual နဲ့မလုပ်တော့ဘူးကျွန်တော်ဒီ keyboard မှာထည့်ပေးထားတယ်ဒီကောင်လေးနှိပ်ပြီးတော့ကျွန်တော်အဖွင့်အပိတ်ကိုယ့်ရဲ့ privacy ကို on off လုပ်လို့ရမှာပဲဖြစ်ပါတယ် face id ပါမယ်အဲ fingerprint ပါမယ် keyboard ပတ်လိုက် keyboard mean လင်းတယ်ဗောဗျာပြီးတော့ dashboard ကအကျိန်းကြီးနဲ့ဖြစ်တယ် inner evo series ဖြစ်တယ်ဒါနေမဲ့လားဆိုတော့မပြီးသေးဘူးသူ့ရဲ့ series ကတော့ကျွန်တော် inner ultra 5ကိုမှ 125h series ဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝနောက်ဆုံးပေါ်အနေထားနဲ့တောင်းအောင်ဖြစ်ပါတယ် ram 16 gb เนาะ ultra 5ကို 125h series ဖြစ်ပါတယ် RAM 16GB နဲ့ SSD 512ပါဝင်ထားတာဖြစ်ပါတယ်။ဒါလေးပြိတ်ပြီ။ဟုတ်လား။ ဒါဒီကောင်တက်မရသေးဘူးအဲဒရိုင်ဘာမစုံသေးဘူးဒီကောင်ကဒီအနေထားမှာလောက OLED display အတိုင်းပဲပြောင်းဝင်းနေအောင်သုံးရမှာဖြစ်ပါတယ်ကြည်ပေါက်နေအောင်သုံးရမှာပဲဖြစ်ပါတယ်ဒီကောင်ရဲ့ပုံစံလေးပြပေးမယ်ဒီကောင်လုံးဝပပလေးဗျာတကယ်မိုက်တယ်မှန်သားအပြည့်နဲ့ Face ID ရောအဲအဲ fingerprint ပါမယ် ဒီမှာလည်း privacy ကိုကျွန်တော် keyboard ထဲမှာမြှုပ်ပေးလိုက်ဆိုတော့တော်တော်မိုက်ပြီ ultrawide ကို 125ac ram 16GB နဲ့ ssd 512 ai boost တွေပါလာပြီဖြစ်တော့လည်း ai 3000ချိန်မျိုးတွေ share ပြုတ်လို့ရပါပြီလုံးဝမိုက်တွေအနေထားမှာတော့ဈေးနှုန်းပိုင်းလေးကိုပြောပေးမယ်48သိန်း9000ဖြစ်ပါတယ်48သိန်း9000 randy 6လတိတိပေးထားတယ်သူအသွင်းဘောကလည်း tight စီဒီဘက်မှာ yosi ဘောပါမယ်ဒီဘက်မှာ tight စီနှစ်ဘောပါမယ်ဒါပါပဲဗျာအဲ့တော့ AI သုံးကျင်တဲ့မျိုးတွေအကျိုက်ဖြစ်တယ်ဖလစ်လုပ်ကျင်တယ်ခောက်ကျင်တဲ့အမျိုးတွေကတော့စိတ်ကြိုက်ဒီလိုမျိုးခောက်ချလိုက်လို့ရတဲ့အနေထားမှာတော့ share သုံးလို့ရမှာပဲဖြစ်ပါတယ်အဲ battery body နဲ့သုံးပါ HP spider H360 ဖြစ်ပါတယ်နော်လုံးဝရှားပါလေးတနိုင်ငံလုံးမှာ မရှိပါဘူးဗျာဒီမှာအခုတစ်လုံးပဲရောက်ပါတယ်အဲ့တော့အကောင်းဆုံးသုံးကျင်ရင် share သေးတဲ့ဖြုတ်ပါကျေးဇူးတင်ပါတယ်ဗျာ